ီပိုင်းထဲမှာတော့ထိပ်တနဲ့ type 2စီဂျူယောဂါတို့ရဲ့ကွာခြားချက်တွေကိုရှင်းပြပေးသွားမှာဖြစ်ပြီးတင်မာဘယ်မျိုးစားကိုဖွံ့ဖြိုးလာနိုင်တယ်ဆိုတာဘယ်လိုခွဲခြားမလဲဆိုတာလည်းရှင်းပြပေးသွားပါမယ်။အရင်ဆုံး type 2စီဂျူယောဂါကိုကြည့်ကြရအောင်။ type 2စီဂျူယောဂါကအများအားဖြင့်ကိုခံအားစနစ်ပြပြမှုကြောင့်ဖြစ်လာတာပါ။အကယ်၍သင့်အသေးအိမ်ထဲကပီတဆော့တွေကိုကိုခံအားစနစ်ကဖျက်ဆီးသွားရင်တော့ type 2စီဂျူယောဂါဖြစ်လာနိုင်ပါတယ်။ဒါဟာအများအားဖြင့်အသက်ငယ်သူတွေကြားမှာပုံများပြီးကလေးတွေလည်းဖြစ်နိုင်တယ်လို့လူကြီးတွေလည်းဖွံ့ဖြိုးလာနိုင်ပါတယ်။ type တစ်စည်းကြိုယောဂါအတွက်ကုသမှုကတော့ယနေ့အချိန်ထိ insulin တမျိုးတည်းသာဖြစ်ပြီး insulin ကိုပဲအသုံးပြုရပါတယ်။အခုတော့ type နဲ့စည်းကြိုယောဂါကိုကြည့်ကြရအောင်။ type နဲ့စည်းကြိုယောဂါကလူကြီးတွေမှာပုံများပေမဲ့အသက်နှုတ်ကြိုသူတွေနဲ့ကလေးတွေလည်းဖြစ်နိုင်ပါတယ်။ type နဲ့စည်းကြိုယောဂါကဝါလွန်ချင်းမျိုးရိုးပီဇာနေထိုင်မှုဘဝအကျင့်စီလိုက်တက်တနာတွေနဲ့ insulin ကိုကိုခန္ဓာကမဖြေရှင်းနိုင်တော့တာကြောင့်ဖြစ်လာတာပါ။ type နဲ့စည်းကြိုယောဂါကိုနေထိုင်မှုပေါ်ကပြောင်းလဲမှုပတ်သက်တောက်ဆေးတွေတစ်ခါတလေတော့ insulin နဲ့ပါကုသနိုင်ပါတယ် ဒါဆိုရင်ဒီနှမျိုးကိုဘယ်လိုခွဲခြားသိနိုင်မလဲတင်စည်းကြိုယောဂဖြစ်လာခဲ့ရင်ဆရာဝန်ကတင့်ရဲ့ယောဂတမိုင်းနဲ့ကိုရိုက်စစ်ဆေးမှုတွေအပေါ်မူတည်ပြီး depth တလား type နဲ့လားဆိုတာခံမှန်းနိုင်ပါတယ်ဒါပေမဲ့တခါတလေဆရာဝန်ကပုံမတိကြတဲ့စံတတ်မှုတွေဥပမာ pep တွေတွေးစစ်တမ်းလိုမျိုးလုပ်ဖို့လိုလာနိုင်ပါတယ်ဆရာဝန်က gut antibody islet cell antibody တို့လို auto antibody စံတတ်မှုတွေကိုပါလုပ်နိုင်ပါတယ်ဒါက type တလား type နဲ့လားဆိုတာပုံမတိကြစွာခွဲခြားဖော်ထုတ်နိုင်ဖို့ပါ ဒါကြောင့်တင့်စရာဝင်နဲ့ပြောဆွေးနွေးပါကျမ်းမာရေးဂရုစိုက်ပါ